မြန်မာနိုင်ငံရဲ့တကြံပွဲတော်ဟာဗနစ်ကစတင်ခဲ့တယ်ဆိုတာကိုအတိအကျသမိုင်းမှတ်တမ်းနဲ့ဖြေဖို့ဆိုရင်အနည်းငယ်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုရင်တကြံဟာမြန်မာယဉ်ကျေးမှုထဲမှာနှစ်ပေါင်းရာချီအစဉ်လာအနေနဲ့ထွန်းကားလာခဲ့တဲ့ပွဲတော်တစ်ခုဖြစ်ပြီးသမိုင်းပညာရှင်တွေရဲ့လေးလာမှုတွေအရဒီပွဲတော်ရဲ့စနစ်ကိုပကံခက် AD 700စုလောက်လက်ထက်ကလေးကစတင်ခဲ့တယ်လို့ယူဆရပါတယ်။ဒါပေမဲ့အဲ့ဒီထက်ဆော့ကလေးကလည်းဒေတာတွင်းမှာနှစ်တစ်ကူပွဲတွေရှိခဲ့တယ်ဆိုတော့အထောက်အထားတွေလည်းရှိနိုင်ပါသေးတယ်။ မင်္ဂလာပါဗျာဒီဗီဒီယိုမှာမြမအခမ်းအနားတွေထဲမှာအကြောကြားဆုံးတကြံပွဲတော်ကဘဲကဘလို့စတင်ခဲ့တာလဲဘာကြောင့်ကျင်းပရတာလဲဆိုတာကိုအသေးစိတ်ပြောပြပေးမှာပါတကြံကရာစုနှစ်ပေါင်းများစွာဆက်လက်ရှင်တန်နေတဲ့မြမယဉ်ကျေးမှုရဲ့အဖို့တန်မှုတစ်ခုဆိုတာသိရမှာပါတကြံဘဲကစတင်ခဲ့တာလဲ တကြံဆိုတဲ့စကလုံးကသင်္ကန်းနဲ့ပါဠိဘာသာဒါမှမဟုတ်တကြံနဲ့တက္ကရဘာသာကနေဆင်းသက်လာတာပါအတိတ်ပဲကကူးပြောင်းခြင်းလို့ဆိုလိုတာပါဒါကနေရဲ့ရာသီခွင်က9ရာသီခွင်ဖြစ်စစ်ကနေစိတ်ရာသီခွင် Aries ကိုကူးပြောင်းတဲ့အချိန်ကိုဆိုလိုတာဖြစ်ပြီးမြန်မာပြက်ကရင်ရာတပေါင်းလာကနေတကူးလစီနှစ်တကူးတဲ့အချိန်နဲ့ကိုက်ညီပါတယ်ဒီလိုနှစ်တကူးတဲ့အယူဆဟာအိန္ဒိယကနေအရှိတောင်အာရှဒေသတွေစီပြန့်နှံ့လာခဲ့တာပါမြန်မာပြည်မှာတော့ဒီအစဉ်လာကိုဗုဒ္ဓဘာသာနဲ့ရောရှက်ပြီးမြန်မာဟန်နဲ့ပြန်လည်ဖန် တီးခဲ့တယ်လို့ယူဆရပါတယ်။တမိုင်းရတကြံရဲ့အင်္ဂါရက်တွေဖြစ်တဲ့ရေတပင်နှစ်တကူးကြိုဆိုမှုဘာသာရေးဆိုင်ရာအခမ်းအနားတွေဟာပုဂံခေတ်မှာပုံပြီးပုံတွင်းခံရတယ်လို့ယူဆရပါတယ်။ပုဂံခေတ်ဟာမြမယဉ်ကျေးမှုနဲ့ဗုဒ္ဓဘာသာရဲ့အထွန်းကားဆုံးအချိန်ဖြစ်ပြီးဒီခေတ်မှာရိုးရပွဲတော်တွေစနစ်တကျစတင်သတ်မှတ်ခံခဲ့ရတယ်လို့ယူဆရပါတယ်။ ဒါပေမဲ့ပကံခစ်မတိုင်ခင်ကတည်းကပြူမျိုးပြရင်ကျင်းမှုမှာနှစ်တက်ကူးပွဲတွေရှိခဲ့တယ်ဆိုတော့တဲလုံစားပြီလည်းရှိနိုင်ပါသေးတယ်ဒါကြောင့်ကြံရဲ့စင်းမြစ်ကိုအနည်းဆုံး AD 1000ဝန်းကျင်လောက်ကတည်းကစတင်ခဲ့တယ်လို့ခန့်မှန်းလို့ရပါတယ်။ဘာကြောင့်ကြံကျင်းပရတာလဲ။ကြံကျင်းပရတဲ့အကြောင်းရင်းတွေကိုအဓိကသုံးပိုင်းခွဲပြီးကြည့်လို့ရပါတယ်။တနှစ်တက်ကူးကြိုးဆိုဖို့ကြံဟာမြမပြက်ခတဲ့အရာနှဟောင်းကုန်ပြီး နှစ်တစ်ကိုကြိုဆိုတဲ့အခမ်းအနားတစ်ခုပါဒါကလူမှုရေးအရာအဓိကရည်ရွယ်ချက်ဖြစ်ပြီးလူတွေကိုစီးလုံးညီညွတ်စေတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်တကူးလာမှာပရောက်ပန်းတွေပွင့်လန်းလာတာနဲ့အတူနှစ်တစ်ရဲ့အစားလိုတက်မှတ်ကြပါတယ်နေ့ဘာသာရေးအတိတ်ပဲဗုဒ္ဓဘာသာအယူဆထဲမှာတကြံဟာတိကြမင်းတကြံရဲ့အဓိကဇက်ကောင်ကဘာမီပေါ်ကိုဆင်းလာတယ်လို့ယုံကြည်ကြပါတယ်ဒီအချိန်မှာရေးတပင်လောက်တာဟာအဖြစ်တွေကို စေကျော်တန့်စင်တယ်လို့ယူဆပြီးနှစ်တစ်ကိုတန့်စင်တဲ့စိတ်နဲ့ဝင်ရောက်ဖို့ရည်ရွယ်ပါတယ်ဒါအပြင်တကြံပါတကြံစားဆိုတာကိုဗာမဏတွေကကြိုတင်ဟောပြောပြီးနှစ်တစ်ရဲ့ကံကြမ္မာကိုခံမှန်းတဲ့အစဉ်လာလဲရှိပါတယ် ၃။ရာသီဥတုနဲ့ဆက်ဆက်မှုတကြံကျင်းပတဲ့အေပီလာဆိုတာမြန်မာပြည်မှာလူရာသီအပူဆုံးအချိန်မှာရေတပင်လောက်တာဟာအပူတံကိုတက်တာစေတဲ့နည်းလမ်းတစ်ခုဖြစ်ပြီးလူတွေကိုအေးမြစေတဲ့လက်တွေ့ကျတဲ့အကြောင်းရင်းလည်းပါပါတယ်။ဒီလိုနဲ့ရာသီဥတုနဲ့ယဉ်ကျေးမှုကပေါင်းဆက်ပြီးတကြံရေတပင်ဟာထူးခြားတဲ့အင်္ဂါရက်တစ်ခုဖြစ်လာခဲ့တာပါ။နှစ်။တမိုင်းစမြစ်တကြံဆိုတာဘယ်ကစတာလဲ။ ။တမိုင်းပညာရှင်တွေကတော့အနည်းဆုံး80,000ဝန်းကျင်ပကံခိကလေးကဒီပွဲတော်ရဲ့အင်္ဂါရက်တွေစတင်ပုံတွင်းခံခဲ့ရတယ်လို့ယူဆပါရယ်။ဒါပေမဲ့ဒီထက်ဆိုကလေးကနှစ်တကူပွဲတွေရှိခဲ့မယ်လို့လည်းခန့်မှန်းကြပါရယ်။တကြံဆိုတဲ့စကားဟာအိန္ဒိယကနေဆင်းသက်လာတာဖြစ်ပြီးမြန်မာပြည်မှာဗုဒ္ဓဘာသာနဲ့ရောရှိပြီးထူးခြားတဲ့မြန်မာဟန်ဖြစ်လာခဲ့တာပါ။သုံးဘာကြောင့်ကျင်းပတာလဲတကြံကျင်းပရတဲ့အကြောင်းရင်းကသုံးမျိုးရှိပါတယ်ပထမကနှစ်တစ်ကိုကြိုးဆို့ဖို့ဒုတိယကဘာသာရေးအဖြစ်တွေကိုတန့်စင်ဖို့ နောက်ဆုံးကတော့နွေရာသီရဲ့အပူဒဏ်ကိုတက်တာစေဖို့ပါဒီလိုနဲ့ရေးသပင်ဆိုတဲ့အင်္ဂါရက်ကတကြံရဲ့အမှတ်သားဖြစ်လာခဲ့တာပါဒါကြောင့်တကြံဟာနှစ်ပေါင်းတစ်ထောင်ကျော်ကတည်းကစတင်ခဲ့ပြီးမြမရင်ကျေးမှုဘာသာရေးရာသီဥတုနဲ့ပေါင်းဆက်ထွန်းကားလာတဲ့ပွဲတော်တစ်ခုပါ2024မှာတော့ UNESCO ကကမ္ဘာ့ကျမဲ့ယဉ်ကျေးမှုအမွေအမြစ်အဖြစ်သတ်မှတ်ခဲ့တာဆိုတော့ဒီပွဲတော်ရဲ့တံပိုးကိုကမ္ဘာကပါအတိအမှတ်ပြုနေတာပါဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like နဲ့ subscribe လုပ်ပေးခဲ့ပါဦး